မန္တလေးတိုင်းမြစ်ချံမြို့နယ်လက်သေးကြီးရွာရှိစစ်တပ်နဲ့ပြည်စော်တီထိုင်ချစခန်းကိုတော်လိုင်းတက်ကဝင်ရောက်စီးနှင်းတက်ခတ်ရမှာစစ်တပ်ဘက်ကသိမ်းဆုပ်မှုများတယ်လို့မြစ်ချံခရဲ့အမှတ်ခွန်တိုင်ရင်0ပျောက်ကြားတပ်ဖွဲ့ကတရင်ထုတ်ပြန်ပါတယ်။နိုဝင်ဘာ4ရက်မွန်လွဲ2နာရီခန့်မှာဝင်တက်တာဖြစ်ပြီးတိုက်ပွဲချီမိနစ်20ခန့်ကြာတဲ့ဘန်ကာတွေကို RPG နဲ့ပြစ်ခတ်ဖြုတ်ခွင်းနိုင်တဲ့အတွက်စစ်တပ်နဲ့ပြည်ဘက်ကသိမ်းဆုပ်မှုများပြီးကြံလူတွေစခန်းဆော့ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။လက်နက်ကောက်ဖို့ပြင်နေစဉ်မှာ ခမရဆန်ကားကစစ်ကူကားတွေရောက်လာတဲ့အတွက်ပြန်ဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြပါဗျ။တချို့တွေမှာပဲဒီစခန်းနဲ့နှမိုက်ခဝေးတဲ့မြစ်ချံတောင်ဘက်ရှိစစ်တပ်အထိုင်စခန်းတစ်ခုကိုလည်းစီးနှင်းခဲ့သေးတယ်လို့ဆိုပါတယ်။ဒီတခတ်မှုတွေကိုမြစ်ချံခရိုင်တိုင်းရင်းခွန်0ပျောက်ကြားတပ်ဖွဲ့မြစ်ချံမြို့နယ်ပကဖရန်ကုန်အကြီးကောင်စစ်ကြောင်း1ရွှေကန်သားစစ်ကြောင်း2မြစ်ချံခရိုင်တိုင်းရင်းတို့ပူးပေါင်းဆောင်ရွက်ရတယ်လို့ဖော်ပြထားပါတယ်။ စကန်တဲ့အရာတော်မျိုးပေါ်ရှိစစ်တပ်အထိုင်စခန်းအမှတ်နှစ်ဂိတ်ကိုတွန်လိုင်းတပ်တွေကဝင်တိုက်ရမှာစစ်သားတွေအလုံးစခန်းဆော့ခွာထွပြေးသွားပြီးစစ်ပစ္စည်းတချို့သိမ်းမိတယ်လို့ဒပင်းရဲ့ပကဖကသတင်းထုတ်ပြန်ပါတယ်ဒီဘက်ငါရမနဲ့ဆော့ပိုင်းမှာဝင်ရောက်တိုက်ခတ်တာဖြစ်ပြီးလက်နေကြီးလက်နေငယ်တွေနဲ့15မိနစ်ကြာပြစ်ခတ်ပြီးတဲ့နောက်စစ်သားတွေအလုံးစခန်းဆော့ခွာထွပြေးသွားတယ်လို့ဆိုပါတယ်စစ်အုပ်ဆောင်ပစ္စည်းတချို့သိမ်းပြီးတဲ့နောက်စခန်းကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ် ဒီတခမ်းမကိုအရာတော်ပကဖတပင်းရေးပကဖနဲ့ချက်တင်တဲ့ပျောက်ကြတတ် ADF တို့ပူပေါင်းဆွေးလာလို့ဖော်ပြထားပါတယ်ဒီဟုတ်စုရရဲ့ PR ပြမှုကြောင့်ပမော်တိုက်ပွဲပြန်ညိသွားတယ်ဆိုတဲ့ပြောဆိုချက်တွေဟာမြေမြေခြေနေနဲ့ကွဲလွဲနေပြီးပမော်မှာတိုက်ပွဲတွေနေ့စဉ်ဖြစ်နေဆဲလို့ KIA ကချလိုလိုက်တမလို့ပြောခွေရပမော်ရင်းတော့ဘူးကချင်း news group ကိုပြောပါတယ် နတ်ဖာတာမဲလိုဗမော်တက္ကသိုလ်ရှိတဲ့ဖက်ချံကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြေးပြေးခြေလင်းနဲ့ထိုးလာတာရှိတယ်။သုံးမိုင်ခလာလေးစက်ကွန်သွားတဲ့လမ်းတစ်ချက်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။ဒါပေမဲ့နှစ်ဖက်စလုံးကအပြန်လန်စခန်းသေးနေတဲ့အခြေအနေတွေတော့မရှိသေးဘူးလို့ပုံမွေးနော့ဘူးကပြောပါရယ်။မနေ့ဒီဇင်ဘာမှာဗမော်မျိုးသေးတပ်ဖွဲ့ကိုစတင်ခဲ့တာဖြစ်တဲ့အတွက်အခုဆိုရင်စက်တလာထဲဝင်လာနေပြီဖြစ်ပါရယ်။ တနင်္လာနေ့ကကြာတဲ့အထိတိုက်ပွဲမပြတ်တာဟာတရုတ်ရဲ့ဖိအားပေးမှုချက်ဖြစ်နေတယ်ဆိုပြီးဝေဖန်အသံတွေထွက်ပေါ်နေတယ်လို့ဖော်ပြထားပါတယ်။တရင်းတဲ့ဒေသရဲ့ချန်ပီယံတွေမှာတိုက်ပွဲသုတ်ကြည့်ဖြစ်ပြီးစစ်တပ်ဘက်က၁၃ဦးသေတနက်ခွန်လနဲ့ခရိုင်တွေသိမ်းမိတယ်လို့ဒေဝခရိုင်တိုင်းရင်းတင်းနဲ့ဒေါင်းညင်တော်စစ်ကြောင်းတို့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘန်29မနက်စနေကမှာကျောင်းလိကာယူအဖက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်းစီတန်းနဲ့ပထမကြိမ်တိုက်ပွဲဖြစ်ပြီး တိုက်ပွဲချီတနအိကကြတယ်တော်လိုင်းဘက်ကရဲဘော်တူကြာဆိုးခဲ့ရပါတယ်သုဆယ်ရန်နေမှာတော့မလက်ခွန်နယ်ကနေည9နယ်အထိ10နယ်ကြာတိုက်ပွဲဖြစ်ပြီးတော်လိုင်းဘက်ကရဲဘော်တူထမှန်ကြာဆိုးပါတယ်အဲ့ဒီတိုက်ပွဲတွင်စစ်တပ်ဘက်ကနေသနက်9လဲနဲ့အလောင်းတွေသိမ်းမိတယ်လို့ဖော်ပြပါတယ်အဒဝရှိရကလည်းပတက်ချောင်းကြီးပေါ်မှာတက်ဝက်ဖြစ်ပြီးစစ်သား၄ဦးသေဆွတ်လို့ဖော်ပြပါရယ် ကျောင်းလေကားရွာတိုက်ပွဲတွေကိုတဝဲခရင်တပ်ပေါ်စုနဲ့ဒေသခံ PDF တွေပူးပေါင်းဆောင်ရွက်တာဖြစ်ပြီးပတက်ချောင်းရွာတိုက်ပွဲမှာတော့တဝဲခရင်တပ်ပေါ်စုပြင် KLA တမ၄တိုင်းရင်စနစ်ပူးပေါင်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။တနင်္သာရီနေ့ပလောမြင်မှာပြည်သူတွေပေါ်ငွေညှိချွတ်ချုံနေတဲ့အမှတ်လေးရက်ွက်အုပ်ချွေးမှုနဲ့သက်တော်စော်ပြည်သူစစ်တပ်ဦးကိုအသေးဖမ်းမိပြီးတနတ်တလဲသိမ့်မိတယ်လို့ဗိခရင်အမှတ်၁တိုင်းရင်ကသတင်းထုတ်ပြန်ပါတယ်။အော်ဝန်ဆက်သူမနက်ရှင်းတဲ့ကံမှာပလောမြို့ ကျောက်စုဂိအနီပြခရှင်းလဲခတာလို့ဆိုပါတယ်။သိမိလဲနဲ့ကတော့ AK47 တလဲနဲ့ခရီးရီပေါင်နေတာတပ်ပုံမှတ်တမ်းတဲတွေ့ရပါတယ်။ဒီတက်ခမကိုဘိတ်ခရင်တိုင်းရင်တင်တဲ့ကရင်မျိုးသားကကွေးတက် KND ကိုပူပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ်။မကွေတိုင်းစစ်ပြည်မြို့နယ်ကပ္ပစ22ကနေပေါမျိုးနယ်တွင်စစ်ကြောင်းထိုးဝင်လာတဲ့စစ်ကောင်စီတပ်ထက်က စစ်သားနှစ်ဦးထွက်ပြေးလာစဉ်တော်လိုက်တရကဖမ်းဆီးရမိတယ်လို့ပေါ့မြွနယ်ပါကာဖာကသတင်းထုတ်ပြန်ပါတယ်။တမကူကူလက်ခံအရာသူရကြပါတဲ့တိုင်းရင်သူရင်ကစစ်ကြောင်းထွန်းနေစဉ်ခမရတရားကိုကတာတာတူခမရလစ်တေကိုကတာတာတူထွက်ပြေးလာတာဖြစ်ပြီးသူတို့နဲ့တူ RPG တလက် AME4 တလက်နဲ့ခင်ရီပေါင်းဝင်တာကိုတပ်ပုံမှတ်တမ်းတဲတွေ့ရပါတယ်ခင်ဗျာ။